ရခိုင်ပြည်နယ်မောင်တုံးနယ်ပူစီတောင်တို့မှာမွတ်စလင်လက်နက်ကိုင်အဖွဲ့အားစားရဲ့တိုက်ခိုက်မှုတွေပုံမှုကျပြန့်လာမှုကြောင့်ရခိုင်မြောက်ပိုင်းမှာသူတို့အဖွဲ့ဘားကြောင့်ခေါင်းထောင်လာကြလဲဆိုတဲ့ပေါ်စစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကြားတုံ့တက်မှုတွေရှိနေကြပါတယ်။အားစားအဖွဲ့ဟာတခြားဒေသတွေမှာဖြိုခွဲခံရမှုတွေရှိခဲ့တာကြောင့်ရခိုင်ဘက်ကိုပြန်လှည့်လာတယ်လို့ပြောဆိုနိုင်ပြီးရခိုင်ပြည်နယ်ထောက်ဝကျော်ကိုအရခတက်တော်ကထင်းကျုံထားတာဟာသူတို့အတွက်အလားအလာမကောင်းနိုင်ဘူးလို့တွက်ဆပြီးခေါင်းထောင်လာတာဖြစ်နိုင်တယ်လို့စီးလုံးညွတ်တော်တိုင်းရင်းသားလူမျိုးများမဟာမိတ်ယူရန်နေမှာဦးမျိုးကျော်ကစီရင်နိုင်တဲ့တင်ထဏာကိုပြောပါရယ် ဒီအစမ်းမဲ့နိုင်ငံတွေရဲ့ဘက်နော်နောက်ခွဲကထောက်ပံ့နေသူတို့ရကြရဲ့ဒီကဘာကြီးမှာကနေဒီတို့ဒီအစမ်းမိုက်ဂရေးရှင်းကနေဒီတို့အရန်ကြည့်ရဲ့သူတို့ကတနေရာမဟုတ်တနေရာမှာအဲ့လိုပြဿနာကြီးရတော့ရှိနေကြရဲ့ဒါပေမဲ့တခြားတခြားသောဒေသတွေမှာသူတို့ကြီးအဖြစ်ခွဲမှုခံရတယ်ဆိုရဲခါမှာနော်အခု 一看快活活，那年嘛年年跟俺去那去也也看快活，都都好便利哟。人家有的趟，人家在哪里就说呀那种，第一年的话咯，一个么干的蛮远呀，可是，弄俺那个困难的，找些啥那么个事啊？你看，空调的看嘛，生意也没乐观呢，生意也厂里的也么乐观，那这个热的都热的，顾客也看嘛咯，俺们家在这 天项目下来，也看不地方有露起来了，是不是行嘛？啊，最后不要买健康的咯，如果个喏，你是、嗯、来了，唔讲不出来喊咯，这个各讲各人的道理，爱来讲的呗，啊不管的，喏，这睇嘛，阿那是谁带讲。 ရခိုင်တပ်တွေကတိုက်နေရတယ်တစ်ခါမှလည်းနောက်ရခိုင်ရဲ့နောက်ကျောကိုနေပြီးတော့ဒီအာစာအာရေးဆိုလို့နောက်ကျောကိုဝန်ထိုးရဆိုတဲ့ဟာမျိုးတင်ရပြီးတော့စစ်မှတ်ချက်ညာလို့ရခိုင်ကိုရခိုင်တော်ခိုင်ရဲ့မင်းမျိုးပြောက်အောင်လုပ်ပြီးတော့သူတို့နေရာကြီးနဲ့ဆွေးရနေထိုင်လို့တောင်းတမိတာရခိုင်ပြည်နယ်ရှိဘူးတီတောင်မောင်တော်ဒေသတွေမှာ2025ခုနှစ်မေလကနေအောက်တိုဘာလအတွင်း အာဆာအဖွဲ့ရဲ့ပြစ်ခတ်တပ်ဖြတ်မှုကြောင့်အရက်သား90ဝန်းကျင်သေဆုံးခဲ့တယ်လို့ရခိုင်သတင်းဌာနတွေကဖော်ပြထားတာပါ။ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မြို့ယူကြီးရွာအနီးမှာရသေးတော်မြို့နယ်စီရီပင်ကြီးရွာကဈေးဝယ်ပြီးပြန်လာတဲ့ခရီးသည်တင်ကားတစ်စီးကိုအော်တိုဘား22ရက်မှာအာစာကခြုံကိုတိုက်ခိုက်ခဲ့ကြောင်းခရီးသည်အမျိုးသမီး2ဦးသေဆုံးခဲ့ကြောင်းအေအေးကထုတ်ပြန်ထားပါတယ်။အာစာအဖွဲ့ကရခိုင်ပြည်နယ်မှာအခု2025ခုနှစ်အတွင်း အရင်ကထက်ပိုမိုလှုပ်ရှားလာနေတာဖြစ်ပြီးတော့အရက်သားတွေကိုသာအတိကပြစ်မှတ်ထားတိုက်ခိုက်နေကြောင်းလဲစစ်ရေးနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။အာစာ RSO တို့ဟာဘင်္ဂလားဒေ့ရှ်နယ်ကြားဆောင်တပ်ရဲ့အကူအညီကိုအပြည့်အဝရယူပြီးလက်မြစ်နဲ့မယူတောင်တန်းလမ်းကြောင်းတွေကနေတဆင်ရခိုင်ပြည်နယ်မောင်တော်ခရိုင်အတွင်းကိုစိတ်ဝင်ရောက်နေကြောင်းလဲသုံးသပ်မှုတွေရှိပါတယ်။လက်ရှိမှာရခိုင်ပြည်နယ်မှာအာစာလှုပ်ရှားနေတဲ့နေမြေဒေသဟာအေအေကထိန်းချုပ်ထားတာဖြစ်ပြီးတော့ဘ ਹੁ အစိုးရရဲ့ထိန်းချုပ်ကိုကဲမှုအောက်မှာမရှိတဲ့အတွက် အခုလိုပြဿနာတွေဖြစ်ပေါ်လာတာလို့တင်နကမဟာပြူဟာလစ်လာရေးအဖွဲ့မှအမှုဆောင်ဒါရိုက်တာဦးသိန်းထွန်းက CNN တင်ဒင်းဌာနကိုပြောပါတယ်။အဓိကကတော့အကူရင်းကဒီဆိုင်နောက်ပိုင်းအောင်ကျွန်တော်တို့စပြီးတော့အဲဒီ2018တောင်မှပြဿနာဖြစ်ကြတယ်ကဒီကိစ္စကနောက်ဆုံးဘယ်လိုခိုင်းလဲဆိုတော့ဘဟုဆူရရဲ့ထိချုံဘဟုဆူရကုတွေးပြီးတော့ဒီမှာတော့လုပ်ငန်းအစဉ်တစ်ခုကကြောက်သွားလို့ရှိရှင်။ 一定要對個合作幾廿年，你都當切太樣事嘅。佢保障批大嘅時候先先啲啦。第二個，他就好幫佢哋話做傾超卡嘅事啦。我哋其他人做啲好事啊，比佢做啲壞事都比較好啲。唔同，即係我啲年輕人嚟嘅，全部可能入去啦，用呢個光伏批大嘅錢嘛，咁我覺得情況係比較正常啲嘅。伊斯蘭伊斯要先對住阿薩阿蘇林那改阿潘文尼哈，佢可能並唔係啲熱熱地帶嚟嘅，阿邊邊地區嚟嘅。 အသက်ဦးရင်ရှိချိန်တို့ကိုချင်းချောင်းနေတဲ့အတွက်နေဆက်ရှိပြည်သူတွေဒေါတောင်ထင်းနဲ့လူပြည့်တဲ့နေရာတွေကိုသွားလာခြင်းတဦးတည်းဓမ္မမဟုတ်လူနည်းစုနဲ့သွားလာမှုကိုတက်နိုင်တမျှမပြုလုပ်ကြဖို့အရခတက်တော်အေးကတတိပေးထားပါတယ်။ကျမရဲ့ကိစ္စအပါအဝင်မဖြစ်မနေသွားလာရမယ်ဆိုပါကအရခပြည်သူတော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာ အနည်းစုံနေရာတွေမှာတည်င်းပေးပို့ပြီးမှသွာလာကြဖို့လဲသူကတတိပေးထားတာပါ။အာဆာ ISO တို့ရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအနေနဲ့နှစ်ဖက်ပြည်လည်မှုရရှိစေဖို့နည်းလမ်းတွေကိုရှာဖွေပြီးပူးပေါင်းဆောင်ရွက်မှုမျိုးကိုဦးစားပေးလှုံ့ဆော်တင်ကြောင်းလဲပြီးခဲ့တဲ့လပိုင်းကအာရခတက်တော်ကအကြံပြုတိုက်တွန်းထားပါတယ်။